မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာထိတန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်မြူနယ်မှာစစ်တပ်ကစစ်တပ်လေဒီနဲ့စာတင်ကြောင်းဖုံးကျဲခဲ့လို့ចောင်းသားနှစ်ဦးတရားရာအမျိုးသမီးတဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်မကွေးတိုင်းပခုတ်ခူခရိုင်ပေါင်မြူနယ်မှာစစ်ကောင်စီတပ်ကစာတင်ကြောင်းကို စက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ចောင်းသားနှစ်ဦးတရားရပြီးအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာကပြောပါရယ်မနေ့ကမတ်လ17ရက်ညနေ3နာရီခွဲခန်းကစိတ်ဖြူမြို့နယ်ရှိအမတ်20နှစ်ကာကွယ်ရေးပစ္စည်းဆက်ရုံကပါစာ20ကနေလာတဲ့စစ်ကောင်စီရဲ့စက်တက်လေဒီတစည်းဟာပေါမျိုးနဲ့အရှိပိုင်းထောက်ရှာပင်ကြီးရွာစာတင်ချောင်းနဲ့အနီးပတ်ဝန်းကျင်ကိုဘုံကျဲခဲ့တာလို့ဝီလက်မြိုင်အဖွဲ့ကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ထောက်ရှာပင်ကြီးရွာစာတင်ချောင်းအနီးမှာရှိ ှိနေတဲ့အသက်50ကျော်အရွယ်အမျိုးသမီးတဦးသေဆုံးပြီးကျောင်းသားနှစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ကျောင်းဖွင့်နေတဲ့အချိန်ချတာကျောင်းသားနှစ်ယောက်ဒဏ်ရာရတယ်ဘုံတိချတာကလေးလုံးချတယ်ဆက်လက်နေကောအပေါ်ကနေပြစ်တယ်။တိုက်ပွဲမရှိတော်လန်ကြီးစကမ်းမရှိပဲလာပြစ်သွားတာဟု မြိုင်ပကဖအဖွဲ့ကောင်းဆောင်ကိုလက်ရာကပြောပါရယ်တေဆုံးထိခိုက်သူတွေရဲ့အသေးစိတ်အချက်လက်တွေတော့မသိရသေးပါဘူးပြီးခဲ့တဲ့မလ9ရက်ကတော့ကပ္ပစ22ကနေတက်လာတဲ့ပရိုမိုတာဆက်တက်လေဒီနှစ်စီးကိုမြိုင်ပေါင်ကမပကဖစုပွဲမှုတက်ကပြစ်ခတ်ခဲ့ရမှာပရိုမိုတာမောင်းသူပေါင်ကြည်ထိမှန်ခဲ့ပါရယ် စစ်ကောင်စီဟာဖေဖော်ဝါရီ25ရက်ကပေါ့နဲ့မြိုင်မျိုးနယ်အစက်ကပေါ့မျိုးနယ်စုံကုန်းရွာမင်္ဂလာဆောင်ကိုလေကြောင်းကနေဘုံချဲတိုက်ခိုက်ခဲ့ရာပြည်သူ12ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင်မလ3ရက်ကလည်းမြိုင်နယ်ပေါ့မျိုးနယ်ကြားကကြီးရွာများကို10ချိန်ထက်မနည်းဘုံချဲတိုက်ခိုက်ခဲ့ရာ15ဦးသေဆုံးပြီး20ခန့်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားဖြစ်သူကိုချိန်လင်းနယူးယောက်သို့ရောက်ရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဒေါ်အောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ကမ်ပိန်းဆင်နွှဲဖို့အတွက်တားငယ် Kim Eric Hall ကိုထိန်လင်းဟာအမေရိကန်ပြည်တော်စုနယူးယောက်မြို့သို့ဒီကနေ့မတ်လ12ရက်မှာရောက်ရှိနေပြီလို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အသိပေးထုတ်ပြန်လိုက်ပါတယ်။ ကျွန်တော်ရဲ့မိမိကိုအမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့မိတော့လို့ပြင်းပြတဲ့ဆန္ဒကြောင့်အမေရိကခီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီခီးစဉ်မှာမိမိနဲ့အတူမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံရဲ့စစ်ဘေးခံပြည်သူတွေအမြန်ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရရှိဖို့ဦးစားပေးလှုံ့ဆော်ပြီးအမေရိကရောက်မြန်မာနေဘွားများကူညီထောက်ပံ့ပေးသူများနဲ့တွဲဆောင်သွားမှာဖြစ်ပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့်ဆွန်လမှာအသက်80နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့တာငယ် kin erica ကိုထိန်လင်းဟာမိခင်ဖြစ်သူရဲ့မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲကိုတက်ရောက်ဖို့ရောက်ရှိလာခဲ့တာပါ kin erica ကိုထိန်လင်းဟာမြန်မာနိုင်ငံမှာပုံမှန်ဆိုးရလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲနဲ့နိုင်ငံရေးအခြေအခြေတွေအတွက် နိုင်ငံတကာကအရေးတကြီးလှုပ်ဆောင်ဖို့လိုအပ်နေတာတွေကိုတိုက်တွန်းတောင်းဆိုဖို့အမေရိကန်နိုင်ငံတဝန်းကမျိုးရှင်းမျိုးစီတွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။အဲဒီမျိုးတွေကတော့နယူးယောက်၊ဘော့စတန်၊ဝါရှင်တန် DC ၊ဖိုဝိန်၊လော့အိန်ဂျလီ၊ဆန်ဖရန်စစ္စကို၊စီရိုနာနဲ့အော့စတင်တို့ဖြစ်ပါတယ်။ ဆလပီရခိုင်ပဲခူးအဆက်ပရောင်းမြို့နယ်၌ AA နှင့်စစ်တပ်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ယူမနဲ့ဆက်ဆက်နေသည့်ပဲခူးတိုင်းပြည်ခရိုင်ပရောင်းမြို့နယ်ညောင်ကျိုးညောင်ချေတောက်တွင် RF ကတက်တော် AA နှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းဒေသခံများထံမှသိရပါတယ်။ပရောင်းမြို့နယ်ဒေသခံတို့ကတိုက်ပွဲကတော့ပြင်းထန်နေတယ်။ညောင်ကျိုးနဲ့ညောင်ချေတောက်ဂျာနာကိုရောက်နေပြီပေါ့။တနည်းပြောမယ်ဆိုရင်ညောင်ကျိုးလွန်လာပြီပေါ့လို့ပြောလို့ရတယ်။ ်။ဒါပေမဲ့လုံးဝသိမ့်ပိုက်လိုက်တာမျိုးတော့မဟုတ်သေးဘူး။ဝိုင်းဝန်းပိတ်ဆို့ထားပြီလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ညောင်ချေတောက်ဘက်ကိုကူးလာပြီဆိုတော့လေညောင်ချိုးတက်စခန်းကဒီနေ့မနက်ပြန်ကျသွားနိုင်နေ။ညောင်ချိုးကြရင်တော့ဗရောင်းမျိုးစိုးအောက်သွားပြီပေါ့လို့ပြောလို့ရတဲ့အထဲမှာပါတာပေါ့ညောင်ချိုးကဗရောင်းမျိုးရဲ့အစုံဟုလက်ရှိတိုက်ပွဲအခြေအနေအားသတင်းဌာနသို့ပြောပါရယ် တိုက်ပွဲအတွင်းစစ်ကောင်စီအနေဖြင့်ညောင်ကျိုးဘက်သို့စစ်အင်အားဖြည့်တင်း၍မရသဖြင့်ညောင်ချေတော့သို့စစ်အင်အားအလုံးအကျုံဖြည့်တင်းခြင်း MI 35အသုံးပြုဖုံချဲခြင်းစက်တက်လေဒီအသုံးပြုဖုံချဲခြင်းများကိုပြုလုပ်နေကြောင်း၎င်းကဆိုပါရယ်ညောင်ချေတော့ရွာအနေတွင်စစ်ကောင်စီ၏အမတ်ချောက်ကာကွယ်ရေးပစ္စည်းစက်ယုံရှိပြီးအင်အားများသောကြောင့်တိုက်ပွဲများပုံမပြင်းထန်လာနိုင်သည့်အခြေအနေများရှိနေကြောင်းသိရပါရယ်လက်ရှိတွင်တိုက်ပွဲပြင်းထန်နေသောကြောင့်စစ်ကောင်စီဘက်မှတေဆုံထိခိုက်မှုများပြားနိုင်ကြောင်းညောင်ခြေရောက်ဘက်တွင်လည်းစစ်သားတချို့ထွက် 皮金亮心理上也把李大刚给表白了。 ဆက်လက်ပြီးဒဝဲစီမံကိန်းကိုရုရှားလက်ထက်အရန်အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်အထူးစည်းဝါးရေးဆောင် SPV ကိုဖျက်သိမ်းရန်ဒုစစ်ကောင်ဆောင်စိုးဝင်းညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။တနင်္လာနေ့တိုင်းဒဝဲအထူးစည်းဝါးရေးဆောင်စီမံကိန်းကိုရုရှားလက်ထက်အရန်အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်အထူးစည်းဝါးရေးဆောင် SPV ကိုဖျက်သိမ်းရန်ညှိနှိုင်းဆွေးနွေးရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပါရဲ။ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သည့်မြန်မာအထူးစည်းဝါး ရေးဆုံးဆိုင်ရာဗဟိုအဖွဲ့အစည်းတွေဒုစစ်ခေါင်းဆောင်ဆိုဝင်က အထက်ပါအတိုင်းညွှန်ကြားလာခြင်းဖြစ်ပါတယ်ဒဝဲအထူးစီးပွားရေးဆောင်အနေဖြင့် SPV Special Purpose Vehicle ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးမြန်မာထိုင်းဂျပန်သုံးနိုင်ငံညှိနှိုင်းဆွေးနွေးပြီးပြည်ပင်အောင်ဆောင်ရွက်ကြရန်လိုကြောင်းဒဝဲစီမံကိန်းတွင်ရခိုင်ရင်းနှီးမြှုပ်နှံခဲ့သောအီတလီယံ ထိုင်းဆောင်ရွက်သည့်ကိစ္စများပြီးမြောက်သွားတော့လေဥပဒေကြောင်းအရာဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့်ကိစ္စရများကိုအစဉ်ပြေချုံးမှုစွာဖြင့်သက်ဆိုင်ရာဥပဒေပညာရှင်များဖြင့်လှုပ်ထုံးလုံနည်းများနှင့်အညီဆောင်ရွက်သွားရန်အရေးကြီးကြောင်း ထို့သို့ဆောင်ရွက်ရာတွင်လာရောက်ယင်းနှိမ့်နှံသူအပါအဝင်၃ဦးသုံးပလဲဝင်းဝင်း saturation ဖြစ်ရေးဆောင်ရွက်သွားကြရန်ဇိုးဝင်းကပြောဆိုပါရယ်မေအောင်လိုင်းရုရှားခီးစဉ်အတွင်တဝဲအထူးစီးပွားရေးဆောင်နှင့်ပတ်သက်၍အခွင့်အလမ်းများစွာပေါ်ဆောင်နိုင်ခဲ့သည့်အတွက်မကြမီတွင်အချိန်အဟုန်ဖြင့်အောင်မြင်ဖြစ်ထွန်းလာတော့မည်ဖြစ်ကြောင်းထို့သို့ယခုအချိန်ကပင်လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများနှင့်လာရောက်ယင်းနှိမ့်နှံသူများစိတ်ချမ်းသာစွာဖြင့်လုပ်ငန်းများအဆင်ပြေချောမွန်လျင်မြန်စွာဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ထားကြရန်ဒုစစ်ကောင်းဆောင် ဝင်းကအမိန်ပေးပါရယ်ဒဝဲအတူစီးပွားရေးစုံကို2008ခုနှစ်ကတည်းကအကောင့်ထဲပေါ်ခဲ့ခြင်းဖြစ်ပြီးတည်တာထင်ရှားသည့်တိုးတက်မှုများမရှိခဲ့သဖြင့်ယင်းဤတိဆောက်သူအီတလီယန်ထိုင်းကုမ္ပဏီ၏လုတ်ကင်ခွင့်ကို2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့တွင်ရပ်ဆိုင်းထားခဲ့ပါရယ်ဒဝဲအတူစီးပွားရေးစုံစီမံခန့်ခွဲမှုကော်မတီ DSEZ MC ကဒဝဲအတူစီးပွားရေးစုံကနဦးအစ်စ်စီမံကိန်းလုပ်ငန်း၉ခုအတွက်အီတလီယန်ထိုင်းကုမ္ပဏီနှင့်ချုပ်ဆိုထားသောစီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်များ concession agreement အားလုံးကို2020ပြည့်နှစ်ဒီဇင်ဘာ30ရက်တွင်ရက်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Italian Time Company နေဖြင့်တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်အဓိကအားနည်းမှုကြောင့်စီမံကိန်းလုပ်ခွင့်ရက်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း Italian Time Company ကစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အချိန်ကြိမ်နှောင့်နှေးကြံကြားခြင်း၊စာချုပ်ပါဘဏ္ဍာရေးဆိုင်ရာတာဝန်များဖြည့်ဆည်းရန်ပြက်ကွက်ခြင်း၊စီမံကိန်းဆောင်ရွက်ရန်ဘဏ္ဍာငွေအထောက်အထားမတင်ပြနိုင်ခြင်း စာသည်စွမ်းဆောင်ရည်အားနည်းချက်များကြောင့်ကောမဒီနေဖြင့်ယင်းဤတိဆောက်ခွင့်ရရှိသူ၏စွမ်းဆောင်ရည်များအပေါ်ယုံကြည်မှုများပျောက်ဆုံးခဲ့ရကြောင်းဒဝဲအထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှုကောမဒီကသတင်းထုတ်ပြန်ခဲ့ပါသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။